မိသလိုဘဝမှာကြုံမှုကြလားမနာလိုတဲ့သူတွေအမြင်မကြည်တဲ့သူတွေမိမိကတော့ကိုယ့်ရဲ့ပုံစံအတိုင်းနေပေမဲ့လိုလိုနေနဲ့အမြင်မကြည်တာတွေကြည်မရဖြစ်နေတာတွေစသဖြင့်ကြုံမှုကြပါလိမ့်မယ်ကိုယ်မနာလိုတဲ့သူတွေအမြင်မကြည်တဲ့လူတွေမုန်းတဲ့လူတွေကြောက်ချတဲ့လူတွေခုံတိုက်တဲ့လူတွေကြုံနေရပြီဆိုရင်ဒီကြေတာလေးကိုပြုတ်လုပ်ကြည့်ပါအားလုံးမင်္ဂလာပါ ဆရာတော်အောင်ဆက်ကြခမီးရလောကပညာတဏ္ဍကဆရာမူကျသူဖြစ်ပါတယ်မိစ္ဆာလိုဘဝမှာကြုံမှုကြလားမိမိကိုမနာလိုတဲ့သူတွေအမြင်မကြည်တဲ့သူတွေမိမိပဝန်းကျင်မှာပဲဖြစ်ဖြစ်အလုတ်သေးမှာပဲဖြစ်ဖြစ်ပုံမှာထက်လူကြီးနဲ့ဂုံချောတာအောက်လက်ငယ်သားတွေနဲ့မတည့်အောင်ဂုံတိုက်တာစသဖြင့်မိမိရဲ့ပဝန်းကျင်မှာလည်းဒီလိုပဲမိမိကတော့ကိုယ့်ရဲ့ပုံစံအတိုင်းနေပေမဲ့ လိုလိုနေနဲ့အမြင်မကြည်တာတွေကြည်မရဖြစ်နေတာတွေစသဖြင့်ကြုံမှုကြပါလိမ့်မယ်။အဲဒီလိုကိုယ်မနာလိုတဲ့လူတွေအမြင်မကြည်တဲ့လူတွေမုန်းတီးတဲ့လူတွေကြောက်ချတဲ့လူတွေဂုံတိုက်တဲ့လူတွေကြုံနေရပြီဆိုရင်ဒီရတာလေးကို ပြုတ်လုပ်ကြည့်ပါ။အများကြီးမလိုပါဘူး။မိစလိုအကျိုးအပဲ့ကင်းတဲ့အနာအစာကင်းတဲ့လေးညင်းပွင့်၆ပွင့်လိုပါလား။ ျလို့ကွင်းရဆိုင်တွေမှာပရသေးဆိုင်တွေမှာဝယ်လို့ရပါတယ်အနာအစာအကျိုးအပက်ကင်းတဲ့လင်းညင်ပွင့်6ပွင့်လိုပါတယ်အဲဒီလင်းညင်ပွင့်6ပွင့်ကိုပိတ်စအဖြူအတန့်လေးနဲ့အသက်ကလေးပေါ့ဆိုကြပါစို့လက်ကင်မွာလောက်အဖြူအောင် ပိတ်စလေးနဲ့လင်းညင်ပွင့်6ပွင့်ကိုထည့်ပြီးတော့ထုတ်ပါ ထုတ်ပြီးတဲ့အခါကြွေပကံများလေးတစ်ချက်ပေါ်တင်ပြီးဖျားစင်ပေါ်တင်ပါပြီးတဲ့အခါ မိမိရဲ့ခန္ဓာကိုယ်တန်ခြင်းစင်ကြယ်စွာရေမိုးချိုးကိုလက်တန့်စင်မိတဲ့အခါဖျားရှင်ရှင်မှာငါးပါးတီလာခံယူပါတက်နိုင်လို့ရှိရင်တော့ကိုးပါးတီလာလေးတထိုင်လေးပဲဖြစ်ဖြစ်ကိုးပါးတီလာလေးခံယူပါကိုးပါးတီလာခံယူပြီးတဲ့အခါမှာမိစေတို့ဂုံတော်ကိုးပါးရဲ့အနုတရောပုရိသဓမ္မသားရထီဆိုတဲ့ဂုံတော်လေးကိုမိမိရဲ့သက်စိတရားရှိလုံးပဒိနဲ့စိတ်ရပါမယ် အနုဒရောပုတ္တိဇဓမ္မသာရတိတလုံးချအနုဒရောပုတ္တိဇဓမ္မသာရတိတလုံးချဒီလိုပုံစံမျိုးနဲ့တက်စီမိမိအသက်က20ဆိုရင် အပတ်20 30ဆိုရင် အပတ်30ဆက်ရပါမယ်ဒီလိုစိတ်ပြီးတဲ့အခါမှာဖျားစင်မတင်ထားတဲ့လေးညင်းပွင့်လေးထုတ်ထားတဲ့အထုပ်ကလေးကိုယူပါယူပြီးတဲ့အခါမှာဖျားစင်ရှင်မှာမိမိကြုံတွေ့နေရတဲ့အခက်အခဲဆိုကြပါစို့ ဲဘယ်သူတွေကတော့မနာလိုလူတွေများနေတယ်အဲတပည့်တော်အပေါ်မှာ မလို့မုံထားတဲ့လူတွေမနာလိုတဲ့သူတွေအမြင်မကြည်တဲ့သူတွေအမြင်ကြည်ပါစေကြောင်းဂုံးလျှောနေတဲ့လူတွေအမြင်မကြည်ပါစေကြောင်းဂုံးမလျှောပါစေကြောင်းစသဖြင့်ဆူတောင်းပါဆူတောင်းပြီးတဲ့အခါမှာအဲ့ဒီလေးညင်ပွင့်လေးထုတ်ထားတဲ့အထုတ်ကလေးကိုအမြဲတစေကိုယ်နဲ့မကွာစောင့်ထားပါ ဖြီးလို့မရပါဘူးခြီးထားပါအမြဲတမ်းခြီးထားပါ အကြောင်းမျိုးမျိုးကြောင့်ပြီသွားတယ်ဆိုရင်အသက်တစ်ခံပြန်လှုပ်ပေးပါမိသလိုနေနဲ့ဒီအဆောင်လေးကိုစောင့်မယ်ဆိုရင် အထူးအဖြင့်အမဲသားယာတပံရှောင်ရပါမယ်မဲသားယာတပံရှောင်တဲ့အခါမှာလေဒီအစီရင်လေးကိုဖျားရှင်ရှိမှမိမိပေါ်မှာမနာလိုသူတွေမုန်းသူတွေများနေကြတယ်ပြေပြောက်ပါစေကြောင်းဆုတောင်းရင်းနဲ့မိမိဟာဒီနေ့မှစပြီးတော့ယာတပံ အမဲသားစားခြင်းကိုရှောင်ကျင်ပါမယ်ဆိုတဲ့တစ္ဆာကလေးကို ပြုရပါမယ်ဒီတစ္ဆာစရာစကားမှန်နေရင်မိမိရဲ့အစီရင်လေးအဆောင်လေးဟာအစွမ်းထက်ပါစေကြောင်းမိမိပေါ်မှာမလို့မုံထားရှိနေတဲ့လူတွေအမြင်ကြည့်ပါစေကြောင်းမိမိကိုရင်မဖြစ်တဲ့သားလူချစ်ခင်ပါစေကျင်နာပါစေကြောင်းဆုတောင်းပြီးတော့ဆောင်ထားရပါမယ်အထူးသဖြင့်အမဲသား လုံးဝစားလို့မရပါဘူးမိမိသစ္စာလေးတန်ပြုတ်တဲ့အချိန်ကစလို့အမဲသားစားခြင်းကိုယာတပံရှောင်ကျင်ရပါမယ်ဒီအရာလေးကိုပြုလုပ်ကြည့်ပါမိမိရဲ့သစ္စာလည်းမှန်ကန်စွာစောင့်ထိန်ပြီးတော့အမဲသားစားခြင်းကိုယာတပံရှောင်ကျင်ကြည့်ပါမိမိပေါ်မှာ မောင်းဖြူမောင်းနီးဘယ်လိုလူမျိုးကမဆူမုန်းနေနေရင်ချစ်ခင်လာပါလိမ့်မယ်အမြင်မကြည့်အမြင်ကြည့်နေလာပါလိမ့်မယ်မနာလိုမုန်းဒီထက်လေအောင် ဂုံချောနယ်လူတွေကင်းစင်လွင်ပြောက်သွားပါလိမ့်မယ်ဒီရည်ရလေးကိုစောင့်ခြင်းဖြင့်မိဆွေတို့ရဲ့ဘဝမှာမုန်းသူတွေကင်းလို့ချစ်ခင်သူတွေပေါများပြေဝါကြပါစေမိဆွေများအားလုံးနာဗျံဘေးမရှိကြပါစေနဲ့